ဇာကားထဲမှာမောက်မာတဲ့အမျိုးသမီးဖြစ်ပေမဲ့လည်းအနုပညာကြီးကိုဈေးစစ်ခံနေရတဲ့ခင်မမို့အင်းအလုံးမေမေကလာပါဗမစ်စနောင်းကနေချုပ်ဆိုလိုက်ပါတယ် မြန်မာနိုင်ငံမှာတော့မင်းသမီးကြီးခင်မမို့ကြီးကအပင်းရဲ့သူတွေအများကြီးရှိပြီးခင်မမို့ကြီးဖြစ်သွားပြီဆိုတဲ့စကားလုံးကလည်းအယံနမည်ကြီးပါတယ်။ဘန်းနုသွေးလှုပ်သူနဲ့ခင်မမို့ကြီးလှုပ်သူဆိုပြီးတော့နှမျိုးရှိကြပြီးခင်မမို့ကြီးထင်းပတ်မှာတော့လူပိုပြီးများပါတယ်။တရုတ်ဆောင်ကောင်းတဲ့သူဖြစ်တာကြောင့်အကယ်ဒမီစုကိုလည်းရထားတာဖြစ်ပြီးအနည်းပညာသက်တမ်း39နှစ်သက်တမ်းရှိပြီဖြစ်တဲ့ခင်မမို့ကြီးကအခုအထိလည်းဇာကားရီမှာတရုတ်ဆောင်နေရဆဲပဲဖြစ်ပါတယ်။ဇာကားရဲမှာတော့မင်းသားမင်းသမီးတွေကိုရန်တွေ့ပြီးအနိုင်ယူတတ်တဲ့အန်တီခင်မမို့ကြီးကအပြင်လောကမှာတော့သဘောကောင်းသူတစ်ယောက်ပါ သဘောကောင်းပြီးနားလည်မှုအပြည့်ရှိတာကြောင့်သူ့ကိုထုံးလို့သူတွေကအနုပညာကြီးကိုဈေးစစ်ကြပါတယ်။အနုပညာကြီးကိုအစမတန်ဈေးစစ်တာကြောင့်အဝတ်စားဖို့လောက်တောင်မကြံတော့တဲ့အချိန်တွေကိုလည်းကြုံလာတာပါ ဇကားတကားနဲ့တကားမှာအဝတ်စားမထပ်ဖို့အတွက်ငွေအကုန်ကျခံရပါသေးတယ်။အဝတ်စားတွေထပ်တဲ့အခါဆဲဆဲဆက်ဆက်ကြည့်ပြီးအပြည့်ပြောချင်သူတွေကလည်းရှိတာကြောင့်အဝတ်စားအတွက်လည်းငွေကိုယင်းနှီးမြှုပ်နှံရပါသေးတယ်။ဇကားတကားကိုရိုက်မယ်ဆိုရင်အဝတ်စားဖို့ကလည်းအကုန်ကျများပေမဲ့အနုပညာကြီးကတော့တိုးမလာခဲ့ပါဘူး။အဝိစားတစုံကို9000ခန့်ကုန်ကြပြီးဇဝင်ခန့်နဲ့များရင်တော့အဝိစားဘိုးတွေကပို့ပြီးတော့ကုန်ကြလာပါတယ်။ဒါကြောင့်အနေပညာကြီးနဲ့ရင်တော့အဆင်မပြေဖြစ်လာခဲ့ပြီးဒီငွေထဲကနေပဲကျမကြီးဇဝင်နေရေးကိုအကုန်သုံးရတာပါ။ မင်းသားမင်းသမီးတွေကအနုပညာကျေးကိုတင်းရချီထောင်ချီရပါမယ်လေဇာဘောဆိုင်ရန်တွေကတော့အနုပညာကျေးကိုအ ਨੇ ချင်းလောက်သာရကြတာပါအကယ်ဒမီရထားတဲ့မင်းသမီးကြီးဖြစ်ပေမဲ့လည်းအနုပညာကြီးကိုတော့ဈေးစိတ်ခံနေရပြီးဒီအကြောင်းတွေကလူသိနည်းနေကြတာပါအန်တီခင်မမို့ရဲ့နေတူအခြားသောဇပိုဆိုင်ရန်တွေကလည်းအနုပညာကြီးကိုဈေးစိတ်ခံရတဲ့အကြောင်းအကြာခဏပြောလို့ရှိကြပါတယ်အနုပညာကြီးရဲ့ကနေအဝတ်စားဖို့အတွက်ဖယ်ထားရတာကြောင့်မိတ်ကပ်ဆရာကိုတီးတတ်မငှားနိုင်ပဲမိတ်ကပ်ကိုကိုယ်တိုင်ပြင်ရတဲ့လုံ စပိန်ကလည်းကိုယ်တိုင်ပဲပြင်ရတဲ့သူပေါ့ဇလန်တွဲရိုက်ရတဲ့ရက်တွေကလည်းမတူတာကြောင့်မိတ်ကဆရာကလည်းအများအားခေါ်ထားဖို့အတွက်အဆင်မပြေခဲ့ပါဘူးအတီခင်မမို့ရဲ့အတွက်မိတ်ကဆရာကိုတီးသက်မငားနိုင်တာကြောင့်ကိုယ်တိုင်တယောက်ထဲလည်းပြင်ဆင်ချက်သားရပါတယ်ခင်မမို့ရဲ့စကားကတော့ဝေဖန်နေတဲ့သူတွေကိုစိတ်မကောင်းဖြစ်သွားစေတာပါ ဇာကားရဲမှာဘီလိန်ဖြစ်တရုတ်ဆောင်ပေမဲ့လည်းတကယ်လက်တွေ့ဘဝမှာတော့မလွယ်ကူပဲဒီအသက်အရွယ်အထိဇာကားတွေရိုက်ကူးနေရတာပေါ့ဇပိုးဆိုင်ရန်တရုတ်ဆောင်တွေကဝါသနာပါရာကြောင့်ပဲဖြစ်ဖြစ်ဝမ်းရည်ကြောင့်ပဲဖြစ်ဖြစ်အနုပညာအလုပ်ကိုလုပ်ကင်နေရပေမဲ့လည်းအနုပညာကြီးကိုတော့မြင်းများဆဆရလိမ့်မရှိကြပါဘူး တချို့သောမြန်မာမင်းသမီးတွေရဲ့အနှိမ်ကိုလည်းခံရတဲ့အပြင်ဘီလိန်နေရာမှာပဲရိုက်ရတာကြောင့်လူမုန်းတာလည်းခံရပါသေးတယ်။ပြည်သက်တွေအတွက်တရုတ်ဆောင်မှုကတော့မလျှော့တမ်းလုပ်ပြနိုင်ပေမဲ့လည်းအပြင်အစင်မှာတော့ငွေချင်းအခက်ခဲကြောင့်လိုအပ်သွားတာတွေရှိခဲ့ပါတယ်။အန်တီခေမမို့ကြီးကဇာကားထဲမှာကျန်းနေပေမဲ့လည်းအပြင်လောကမှာတော့စိတ်သဘောထားပြဝသူဖြစ်တာကြောင့်အရာရာကိုနားလည်ပေးနိုင်တဲ့သူပေါင်းစကားရဲမှာဘီလိန်ဖြစ်နေပေမဲ့လည်းဘရက်ဒတ်တွေကသူ့ရဲ့ပုံလေးတွေနဲ့စားနောက်ကြရင်လည်းစိတ်မဆိုးပဲခွင့်လွှတ်ပေးပါတယ် သူ့ရဲ့ပုံလေးတွေနဲ့စားနောက်ကြတာကသူ့ကိုချစ်ခင်တာကြောင့်ဖြစ်ပြီးမချစ်ခင်ရင်တော့ပုံနေနဲ့တကူတကအချိန်ပေးပြီးတော့စားနောက်မှာမဟုတ်တဲ့အတွက်မမေ့သွားတာကိုပဲကျေးဇူးတင်နေတဲ့သူပေါ့ပရိသတ်ကြီးရောပန်းတို့သွေးထင်းမလားခင်မမို့ရေးထင်းကလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ